မျိုးသားတယောက်ရှာနေရက်ပူရတာပထမဆုံးပထမဆုံးဘာပထမဆုံးမဘလို့ပဲအားရှာရင်းနေရက်တဲရောဝင်တော့နှစ်ခေါက်လားသုံးခေါက်လားသုံးခေါက်သုံးခေါက်သုံးခါရက်လိုက်တယ်ဒီအစေးသချင်းအလွမ်းသချင်းလေးကိုမှဒီလုံးကအတက်တက်ဖြစ်နေတဲ့အချိန်မှာအခုစဉ် music video နဲ့ပေါင်းလိုက်တဲ့အခါကျတော့သုံးခုမဆိုင်ဘူးဖြစ်သွားတယ်အပြောခံပြီးတော့ကျွန်တော်တို့ဒီဟာလောက်တာပေါ့နော်လူတွေစိတ်ညစ်တာခဏတာမောပြေတော့အဲ့လိုမျိုးရွေချက်နဲ့ပဲဒီသချင်းကိုပုံဖော်ပြတာပါ hashtag sign လေးကတော့ကျွန်တော်တို့နှစ်ယောက်ပဲဗောနော်တိုင်ပင်ပြီးတော့ပဲကိုကိုတိုင်းပဲလှုပ်လိုက်တယ်ဗောနော်အဲ့လိုပဲစပင်းနေဆိုလဲကျွန်တော်မှားတယ်ကျူမှားတော့ဗောနော်ကျူမှားတယ်ဝတ်စုံနေဆိုလဲကျူမှားတယ်မှားပြီးနှစ်ယောက်သားနောက်ဆုံးဒါတွေတော့အဆင်ပြေပြီဆိုပြီးတော့အဲ့လိုကိုကိုတိုင်းပဲကျွန်တော်နှစ်ယောက်ကိုတိုင်းပဲ style နဲ့လှုပ်လိုက်တာဗောစပင်းအဲ့ဟာအဲ့လိုလှုပ်မယ်ဆိုတော့ထိုင်ရအဲ့လိုလှုပ်မယ်တဲ့စပင်းကြီးအဲ့လိုလှုပ်ကြမယ်ဆိုတော့လှုပ်ကွာ စကြင်တာမဟုတ်ဘူးဘယ်လိုခေါ်လဲပိတ်သက်ကိုအဲ့လိုပေါ့နော်အဲ့လိုကျွန်တော်တို့ပုံမှန်ကြီးနေကြရုံမဟုတ်ခဲ့နဲ့အေးဟုတ်တယ်ကြီးလိုက်တာနဲ့ကျွန်တော်နေ့အောင်ကြီးလိုက်တာနဲ့ဟာဒီကောင်းလေးကွာဆိုပြီးတော့ကောင်းလေးကွာဘာကြီးလုံနေလဲဘာကြီးလုံနေကြလဲပေါ့အဲ့လိုမျိုးအဲစာသားနဲ့မယ်လိုဒီနဲ့မျိုးစင်းနဲ့ကနည်းနည်းတိတ်မဆိုင်ဘူးပေါ့နော်ဒီအစေးသချင်းအလွမ်းသချင်းလေးတို့မှဒီလုံးကအတတတဖြစ်နေတဲ့အချိန်မှာအခုဆိုရင် music video နဲ့ပေါင်းလိုက်တဲ့အခါကျတော့တုံးခုမဆိုင်ဘူးဖြစ်သွားတယ် စာသားနဲ့မယ်လိုဒီယာတက်တက် music ကတက်တက်အာအယုတ်ကတက်တက်ယုတ်ကတက်တက်ဘာအဓိကလေကျွန်တော်တို့ကဟိုလိုပေါ့နော်ခွေကျင်တာဆိုတာတဲ့လူတွေကိုအဲ့လိုပေါ့ဒီဒီဗီဒီယိုကြည့်ပြီးတော့အဲ့လိုပျော်ရွှင်အောင်လူတွေစိတ်ညစ်တာခဏတာမောပြေတော့အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ပဲဒီသချင်းကိုပုံဖော်ပြတာပါရည်ရွယ်ချက်ကတော့အိုက်အတွက်ပါပဲ she get it chain my ။တနေကုန်။ဟာဘဲကျွန်တော်နောက်ပိုင်းတော့မလုံနိုင်တော့လို့အဲ့လို driver ကိုကျွန်တော်မရတော့ဘူးတဝက်လောက်နဲ့ဖြတ်ပေးလို့ရမလားသူအဲ့လိုတော့ဖြတ်ဖြတ်ပြီးလှုပ်ရတယ်မရတော့ပခုံးတွေကကြာတော့အန်တီလာပြီးတော့အကျော်လိုက်အကျော်လိုက်ပြီးတော့မညီတော့ဘူးတဲ့ပခုံးတွေဟိုဘက်တစ်ချက်ဒီဘက်ချက်တွေပါဟာတော်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 လှုပ်လဲရတဲ့ပခုံးကိုတတားလက်ကြီးကိုချက်ချောက်လိုက်တာ တဲ့ရောမနော်ကျွန်တော်မဟုတ်အစတော့အဲ့လိုသူ့လက်ကိုကျွန်တော်အဲ့လိုအဲ့လိုမတွေးမိဘူးဘာလို့မတွေးမတွေးကျွန်တော်ဒီလိုလေးပဲဟိုစိတ်ကူးညံတာဆိုတော့အဲဟိုကောင်မလေးကအဲကောင်မလေးလက်ကလက်ဖြစ်သွားနန်းလိုက်မယ်ပဲဒါပေမဲ့အပလော်ရလို့အရန်ဟိုလူတွေကို message မရောက်ဘူးလေတဲ့အဲ့တော့ရက်ကွာဆိုသူ့လက်လေးတ िश ူးလေးနဲ့တုပ်ပြီးတော့ချဘယ်နဲ့ချမ်းမန်းတော့မသိရက်တ िश ူးနဲ့တ िश ူးနဲ့တုပ်လိုက်တာညာပဲ တကယ်တကယ်မင်းရက်တဲ့ဟာဖဲပါဟုတ်တယ်အော်ဟုတ်တယ်မပြောဘူးမပြောဘူးပြာရှာကြီးနဲ့ရက်မရောတခေါက်တည်းလဲမဟုတ်လားတော့တုတ်ပေးရှာဒါပေမဲ့အဲ့ဒါညာဘက်ကိုလာတုတ်တယ်သူဟုတ်တယ်ဟုတ်တယ်ပြောတာလေ YouTube video တွေမှာရက်တာဖဲပါဘာလို့ခုမှပြောတာလဲတန်တန်တယ်လေဟာတန်တယ်နာခေါက်လားသုံးခေါက်လားသုံးခေါက်သုံးခေါက်သုံးခေါက်နော်သုံးခေါက်ရက်လိုက်တယ်အဲဒရိုက်တာတော်ပါတော့တော်ပြီလေဒီလောက်ဆိုရင်ရပါပြီဟုတ်လား ငယ်နေချွေးနေလေတဲ့ရှူတင်ကြီးမှရိုက်နေပါဗျာရွှေနေရက်လိုက်ရတာဗောနော်မပါကသူကတကယ်ရက်မှလာလို့တော့မေးရဗောနော်ဒါပေမဲ့ရက်လိုက်မယ်လေးလို့မရိုက်မရိုက်ခင်ကလေးကအဲ့လိုပဲပြောဒါပေမဲ့ तू ကဘလို့ရက်မလဲလို့ तू မသိဘူးဒါပေမဲ့အခုဒီ music video ထွက်တော့မှသူ့ကိုပြတော့မှဟဲ့နေတကယ်ရက်တာပဲအေးဟုတ်တယ်ရက်ပလိုက်တာဟာလို့အဲ့ဒါမှလည်း plot ရရတော့မှလို့မဟုတ်ရင်ပြင်းပါဗောမဟုတ်ရင်အဲ့နာကြီးကအဲ့လိုပြပြအောင်လို့ရက်ပြီးတော့ပြန်ကြည့်ရဟာ မျိုးသားတယောက်ရှာနေရက်ဘူးရတာပထမဆုံးပထမဆုံးဘာပထမဆုံးမဘလို့ပဲအားရှာရင်းနေရက်အမျိုးသားမဟုတ်အမျိုးသမီးကိုလည်းမရက်ဘူးလေရှာရင်းနေဗျာလက်ကြီးကိုရက်စရာလားအတိတ်မရှိရည်ဟုတ်ပြီတေးကြရနော်တေးကြရတယ်တေးကြပါရဲ့ဗျာတေးကြအမ်အတွေ့အကြုံမရှိပါခင်ဗျာတကယ်မရှိပါဘူး။သူကသူကြောချက်ချင်း ကျွန်တော်ကဒါအလုတ်လုတ်တာပါပဲဘာမှခံစားချက်မရှိပါဘူးအလုတ်လုတ်တာပါပဲအပြောခံပြီးတော့ကျွန်တော်တို့ဒီဟာလုတ်တာပေါ့နော်ကျွန်တော်တို့ပြောလိုက်မယ်ဟိုရင်းပြိုင်ငပိုးတွေတို့ဘယ်လိုမျိုးဘာလုံးနေမသိဘူးလို့ဘာညာပြောမှာပဲဒါပေမဲ့ကျွန်တော်ကပျော်လို့လုပ်တာဟုတ်ပါတယ်ပျော်လို့လုပ်တာပြောခံမယ်ဆိုလည်းသိပါတယ်ပြောချင်တဲ့လူကပြောမှာပါနော်ဒါပေမဲ့ချိန်နေပါတယ်အဲကျွန်တော်အခုဒီနောက်ထပ်တချင်းအစ်စ်တွေလည်းထွက်ဖို့ရှိရအခုလန်ခွဲသွားလဲလေးပြလုံနေပြီးရင်ပေါ့နော်အဲ့ပုံစံမတူတဲ့ဟာလေးရှိပါတယ် music video ရဲ့အဆုံးမှာကျွန်တော်ပြထားတဲ့ဟာဒီသရှင်ပြင်ထွက်မဲ့သရှင်ပါကျွန်တော်နဲ့တသားနဲ့ကဒီရှေ့မီနောက်မီအခွေပြီးကြတဲ့ကကျွန်တော်နှစ်ယောက်သရှင်တွဲပြီးတော့ကြားမှာမလုပ်ဖြစ်ဘူးပေါ့နော်အခုဒါကကျွန်တော်နှစ်ယောက်ထပ်လုပ်ဖြစ်တဲ့ EP တော့မဟုတ်ပေမဲ့ကျွန်တော်အတွဲဆက်လုပ်ဖြစ်မဲ့သရှင်သုံးဖို့ရှိရတဲ့အတွက်အဲ့ရှင်နေ try လည်းအားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာ